နော်မင်္ဂလာပါဒီနေ့ဂျွန်လ6ရက်နေ့မှာတတိယမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေအများကြီးထည့်ရနေပြီးတော့တတင်းကောင်းတစ်ခုနဲ့ကျွန်တော်တို့မနေ့ကတင်ဆက်ထားတဲ့တတင်းကိုပဲဆက်လိုက်ပြီးတော့ကျွန်တော်အခြေချပြီးတော့ပြောချင်တယ်အဲ့ဒါကဘာလဲဆိုတော့ ILO ကနေပြီးတော့အရေးယူလိုက်တယ်ဆိုတော့ကဘာမှာဆိုလို့ရှိရင်၃နေရာတွေ့ရတယ်ပထမတစ်ခုကတော့ဦးတန်းရွှေ2020ခုနှစ်မှာတစ်ခါအဲ့လိုမျိုးဒန်ခတ်ပိတ်ဆို့မှုကိုခံရတယ်ပြီးလို့ရှိရင်တော့ ဘယ်လရုနော်ဘယ်လရုနိုင်ငံကလည်းတစ်ခါခံမိပြီပြီးလို့ရှိရင်တော့အခုမလာခင်မှာတစ်ခါပြန်ပြီးတော့ဒီပုံမှ33နဲ့အရေးယူခံရတယ်ဆိုတော့အဲ့ဒါကိုနေပြီးတော့တရုတ်ရဲ့ရုရှားရဲ့ဘယ်လရုရဲ့ပြီးလို့ရှိရင်တော့လာအိုတနိုင်ငံပါတယ်နော်ဆိုတော့ဒီနိုင်ငံတွေကနေပြီးတော့ကန့်ကွက်တယ်နော်မလာကိုအရေးမယူဖို့အတွက်ကန့်ကွက်တယ်ကန့်ကွက်တဲ့ဂျာကနေပြီးတော့ ILO ကနေပြီးတော့ အနိုင်ရသွားတယ်เนาะအများစုကအနိုင်ရသွားတယ်မာလာကိုတန်ခတ်တယ်เนาะအတိမြန်မာပြည်ကိုပေါ့အတိကတော့မြန်မာပြည်ပါဆိုတော့အဲ့ဒီမှာဘာတွေဖြစ်လာနိုင်တယ်လဲဆိုတဲ့ဟာကိုဒီနေ့ကကျွန်တော်တို့ကမတွေ့ရဘူးဒီနေ့ကတော့ဘာတွေဖြစ်လာလဲဆိုလို့ရှိရင်တော့ဒီနိုင်တဲ့သဘောတန်ွက်เนาะအဲ့ဒါကဝင်တဲ့ဝင်ငွေတွေကိုနေပြီးတော့ဖြတ်တော့နိုင်မယ်နောက်တစ်ခုက LNC เนาะ LNC တွေတင်သွင်းမှုကိုပိတ်ပင်ခြင်းကိုခံရမယ်နောက်တစ်ခုက ဒီဘန်ဒိုင်ရဲ့ငွေချေအစီအမံတွေမှာဆိုလို့ရှိရင်ပိတ်ချင်းကိုခံရတယ်ဆိုတော့ဒီဘန်ဒိုင်ရဲ့ကိစ္စနဲ့ကတော့အရင်တော့ငါပန်ကိုအေးယူတုန်းကကျွန်တော်တို့အကြီးအကျယ်ခံခဲ့ဖို့တယ်နော်အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်တရုတ်ကကူညီတယ်ပြီးလို့ရှိရင်ရုရှားကကူညီတယ်အဲ့ဒီအကူအညီတွေနဲ့ကြော်ဖြတ်နိုင်တယ်ဆိုတော့အခုကတော့တော့ LNC နော် LNC ကိုတင်သွင်းဖို့အတွက်ပိတ်ပင်တယ်ပြီးလို့ရှိရင်တော့ဓာတ်ငွေတွေကိုတင်ဟုတ်ကဲ့မှာတင်သွင်းဖို့အတိအကျတော့ရောင်းချဖို့အတွက်နော်ရောင်းချဖို့အတွက်ပိတ်ပင်ခြင်းကိုခံရမယ်ဆိုတော့ LNC တင်သွင်းခွင့်ကို ိတ်ပင်ချင်းကိုခံရမယ်စသည်ဖြင့်ဒီဘန်နာရဲ့ငွေချေးကတော့အရင်တုန်းကဘန်နာပန်ကိုအရေးယူတုန်းကကျွန်တော်တို့ခံခဲ့ဖို့တဲ့ကြော်လောဖူးပြီးဆိုတော့အဲ့ဒါတော့ကျွန်တော်ကတော့တိတ်မက်သီချာမီယာပုံစံမျိုးနဲ့ကျွန်တော်တို့တွေ့ရလိမ့်မယ်ဒါပေမဲ့အခုသဘောဝတန်ငွေနဲ့သူကဝင်ငွေအများဆုံးရရှိနေတယ်ရေနိုင်ရဲ့သဘောဝတန်ငွေရဲ့ဆိုတော့လီယန်စီတွေကိုတင်သွင်းနိုင်တယ်ရတဲ့ပက်ဆန်နဲ့သူကလီယန်စီကိုပြန်ပြီးတော့တင်သွင်းတယ်ဆိုတော့အဲ့ဒီအစီအစဉ်တွေကိုရိုက်ခတ်မှုတွေရှိမယ်လို့ကျွန်တော်တို့ကြားရတယ်သိရတယ်ဆိုတော့ ဲ့ဒီမလာတော့ဗာပြောထားလဲဆိုလို့ရှိရင်တော့ဒီ ILO ကပိတ်ဆိုးဒဏ်ခတ်မှုတွေကိုလုံးဝမမှုဘူးလုံးဝတုံ့လှုပ်မှုမရှိဘူးဆိုတဲ့ဟာကိုတုံ့ပြန်တာကိုတွေ့ရတယ်။အဲ့ဒါကလည်းကျွန်တော်တို့သူ့ကိုအားကိုးလို့ဆိုလို့ရှိရင်ကျွန်တော်တို့သိတဲ့အတိုင်းပဲရုရှားပြီးလို့ရှိရင်တော့တရုတ်ဘယ်လိုရုအဲ့ဒီမြောက်ကိုရီးယားတို့ဘာလို့လဲတော့ဒီလောက်ထိဆက်ဆက်မှုရှိလားမရှိလားတော့ကျွန်တော်တို့သိမတွေ့ရဘူး။ဒါပေမဲ့တိတိဝဝင်တက်ရောက်မှုရှိတာကတော့တရုတ်ရဲ့ ရုရှားရဲ့ဘယ်လိုလိုရဲ့နော်ဒီနိုင်ငံတွေကလည်းနိုင်ငံကြီးတွေဖြစ်နေတယ်ပြီးတော့အနာကိုသုံးလို့ရတဲ့နိုင်ငံတွေလည်းဖြစ်တယ်ဆိုတဲ့အခါကျတော့တရုတ်နိုင်ငံနော်တရုတ်နိုင်ငံကနေပြီးတော့ဖွင့်ပေးတယ်ဆိုလို့ရှိရင်တော့နော်အဲ့ဒီမှာ LNC ကလည်းတင်သွင်းခွင့်ရမှာပဲတပွားတန်ငွေတွေကလည်းအဲ့ဒီတရုတ်ကိုရောင်းလို့ရမှာပဲနောက်တစ်ခုကရုရှားနော် LNC ကိုရုရှားနေပြီးတော့တင်သွင်းလို့ရမယ်ပြီးလို့ရှိရင်တော့အဲ့ဒီတပွားတန်ငွေတွေကိုလည်း ဒီရုရှားတို့ပါတို့ညာတို့စသဖြင့်ပေါ့နော်ရေနိုင်တို့ပါတို့ကိုရောင်းချဖို့သူရဲ့မဟာမိတ်နိုင်ငံတွေကိုနော်ရောင်းချလို့ရနိုင်တဲ့အခြေအနေမျိုးတွေနော်ကျွန်တော်တို့သူတို့ဖန်တီးလာပါပဲသူ့ကိုသူကာကွယ်သွားမှာပဲဆိုတော့ဒီနေ့မှာအလိုရဲ့နိုင်ငံတွေဖွဲ့ဝင်တွေခုနကဒီရုရှားတို့ဒီယုတ်တို့ဘယ်လရူးတို့ပြီးလို့ရှိရင်တော့ခုနကလာအိုတို့စသဖြင့်အဖွဲ့ဝင်နိုင်ငံတွေခုနကကန့်ကွက်တဲ့နိုင်ငံတွေအားလည်းဒီအဖွဲ့ဝင်နိုင်ငံတွေဖြစ်တယ်ဆိုတော့ဒီနိုင်ငံတွေကအဲ့ဒီဥပဒေကိုလိုက်နာမှုရှိမရှိဆိုတာကိုတော့ အရေးယူပေးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တွေ့ရလိမ့်မယ်။နော်မာလာကဒီလီယန်စီတွေအကျရိုက်သွားပြီဆိုလို့ရှိရင်တော့နော်တော်တော်ကိုကောင်းပါပဲ။နော်ဆိုတော့အတာက AUG ဖက်ကဒီအလုသမအဖွဲ့ဖက်ကနော်တော်တော်ကိုအားရဝန်သာမှုရှိနေတယ်။အတာကိုစောင့်ချဖို့ကလည်း AUG ကလည်းပြောထားတာတွေ့ရတယ်။ဆိုတော့အတာက NLO ကအရေးယူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုဖြစ်ပျက်တဲ့ hot news နေနဲ့တွေ့ရတယ်။နောက်တစ်ခုကရန်ကုန်မြန်ကုန်မြို့တွေမှာဆိုလို့ရှိရင်တော့အငိမ့်စားအဲ့ဒီပုံမှုချုပ် ချူထွန်းအောင်ချူထွန်းအောင်ကိုတတ်လိုက်တယ်နော်သူ့ရဲ့နေအိမ်မှာတတ်လိုက်တယ်အဲ့ဒါမယန်ကုံသူ့ရဲ့နေအိမ်မှာတတ်လိုက်တယ်တတ်လိုက်တဲ့ခါကျတော့သူကတော့အငင်းစားပါပဲဒါပေမဲ့စက်ကဆက်နဲ့တော်တော်ပတ်သက်မှုတွေရှိတယ်တင်တန်းပေးမှုတွေရှိတယ်ဆိုတော့သူ့ကိုနေပြီးတော့တတ်လိုက်တယ်တတ်လိုက်တဲ့ခါကျတော့ခုနကတရားခံ ထားလိုက်တဲ့တရားခဏကိုဝင်းဆက်နဲ့ဒီ CCTV တွေကိုဖမ်းပြီးတော့သူတို့လိုက်ရှာတဲ့ CCTV ကချက်လက်တွေနဲ့ဒီမှာကလေးက6နှစ်သားတယောက်ပါတယ်ပြီးလို့ရှိရင်တော့ပြည်သူလူထု16ယောက်ကိုမသင်္ကာမှုနဲ့အဲ့ဒီမှာသူတို့ကိုဖမ်းတယ်။ဒါပေမဲ့အဲ့ဒီကနေပြီးတော့သူတို့ခုံမှုချုပ်ကိုတတ်လိုက်တဲ့နော်ချိုထုတ်အောင်ကိုတတ်လိုက်တဲ့အဲ့ဒီဖွဲ့တွေကနေပြီးတော့ statement တစ်ခုထုတ်လိုက်တယ်။နော်အဲ့ဒါကအဲ့ဒီလူငယ်တွေအရဆိုလို့ရှိရင် ုံချုံမှုရှိနေတုံးပဲအတိတ်ပြတော့သူတို့မပါဘူးခုဖမ်းတဲ့ထက်မှာသူတို့မပါဘူးဆိုတဲ့ဟာကိုချက်ချင်းထုတ်ပြန်တာကိုတွေ့ရတယ်ဆိုတော့အတိတ်ပြတော့အဲ့ဒီ6ခုကဒီအနီအနာကပေါင်းဝင်ခြင်းကလူတွေမင်းတို့သိကိုသိရမယ်မသိဘင်းနဲ့မနေရဘူးစသဖြင့်အဲ့လိုမျိုး ქვენ ဆက်တို့ကို live ဖို့လည်းဖြစ်နိုင်တယ်ပြီးလို့ရှိရင်တော့အဲ့ဒါကနေပြီးတော့သူတို့ဒီသင်လုံစတွေကိုရရှိနိုင်ဖို့အတွက်เนาะအဲ့လိုမျိုးဖမ်းတာဖြစ်နိုင်တယ်เนาะဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီလူတွေကတော့မသက်သာဘူးเนาะအဲ့လိုမျိုးထူထောင်ရိုက်နှက်ခုနမနေ့ကကျွန်တော်ပြောသလိုเนาะအဲ့ဒီသူတို့ဟုတ်တယ်လို့မခံသေးရတော့သူတို့ကတော့ ဒီပါတွေနားတွေကတော့ဘလူးရုပ်ပေါ်သွားမှာပဲเนาะအဲ့လိုမျိုးအခြေအနေမျိုးတော့ကျွန်တော်တို့သတိထားမယ်အခြေအနေမျိုးတွေ့ရတယ်ဆိုတော့ဒီတက်မှာ6နှစ်သမီးလေးတယောက်ပါတယ်ဆိုတာတတော်ကိုရည်စရာကောင်းတယ်เนาะရည်စရာကောင်းတယ်အဲ့ဒီကလေးလေးကဘာလုတ်တက်မှာလို့တယ်เนาะဆိုတော့အခုဒီလုတ်တက်လူတွေကို ဖော်ထုတ်တာသူတို့မအောင်မြင်ပဲနဲ့ပြည်သူလူထုကိုပဲရန်တမ်းပြီးတော့လုပ်တာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီလုပ်တဲ့လူတွေကတော့ချက်ချင်း statement ထုတ်ပြန်တယ်။ငါတို့ကလုံမြောက်နေစေပဲလုံချုံနေစေပဲလို့သူတို့ထုတ်ပြန်တာကိုတွေ့ရတယ်။နောက်တစ်ခုကဒီ MNDA MNDA ထိန်းချုပ်ထားတဲ့နေမျိုးတွေမှာဆိုလို့ရှိရင်တော့သူရဲ့ interview စီးရင်တွေပြီးလို့ရှိရင်တော့ data ခံကတ်တွေပြီးလို့ရှိရင်တော့တရုတ်ဖက်ကိုကူးနိုင်တဲ့လက်မှတ်တွေနော်လက်မှတ်တွေ ဖက်တွေထုတ်ပေးနေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နေဆက်တို့ကိုဖျက်ချော်ဖို့အတွက်ပေါ့နော်တရုတ်ဖက်မှာဆိုတော့တကယ်တော့တရုတ်နဲ့ဆက်ဆက်ပြီးတဲ့နောက်ပိုင်းမှာတရုတ်နဲ့အဆင်ပြေပြီးတဲ့နောက်ပိုင်းမှာအဒီကနေပြီးတော့တရုတ်နိုင်ငံကိုသွားလာရသွားလို့ရတယ်အဲ့ဒါကိုကတ်တွေကိုထုတ်ပေးတယ်ပြီးလို့ရှိရင်တော့ဒီထုံဆူစီးရင်တွေပြီးလို့ရှိရင်တော့ကတ်တွေထုတ်ပေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရခိုင်ပြည်နယ်မင်းပြားမှာဆိုလို့ရှိရင်တော့ အဲ့ဒီဖားပြူရွာမှာတက်ကိုနှစ်အွယ်မိင်္ဂလိတယောက်ကိုမတင်းချင်းနဲ့နော်မတင်းချဲတဲ့ဆိုတော့အဲ့ဒီမတင်းချင်းပြီးတော့အဲ့ဒီမိင်္ဂလိကိုပဲဒီကိုနှစ်အွယ်မိင်္ဂလိကိုပဲအဲ့ဒီမှာတွေးလောင်းချဆွေးကြိုချပြီးတော့အဲ့လိုမျိုးတတ်လိုက်တယ်နော်တတ်လိုက်တယ်ဆိုတော့အဲ့ဒီမိဘတွေကတော့ နာကိုနေပြီးတော့ပြက်ပြက်တတအေးယူပေးဖို့ဆိုပြီးတော့တောင်းဆိုတယ်တောင်းဆိုတဲ့ခါကျတော့အေးကနေပြီးတော့ဒီနေ့ဖန်းစီလိုက်တယ်ဆိုတော့ရှစ်ယောက်ကိုဖန်းစီမိတယ်နော်ဖန်းစီမိတယ်အဲသူတို့ကတန်တရတရခံပေါ့ဒါပေမဲ့နော်တန်တရတရခံလို့ပြောတဲ့ခါမှာသူတို့ ਨੇ တကယ်ဂွန်းဆက်မိတဲ့လူတွေပေါ့ဆိုတော့အဲ့ဒီလူတွေကိုထိုက်ထိုက်တတန်သူတို့အေးယူမယ်ဥပဒေအရအေးယူဖို့အတွက်သူတို့ကိုပြင်ဆင်နေတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်ဆိုတော့ရှစ်ဦးနောက်တစ်ခုကရခိုင်ရုံးမအဆက်ဆိုတော့မခွေးတိုင်းငဖေးမျိုးနယ်မှာရှိတဲ့နတ်ရက်ကန်နော်နတ်ရက်ကန်စခန်းကိုတိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီကာကင်းကိုနေပြီးတော့ ရသွားတယ်အဲ့ဒါကတာဝန်တိုင်းစခန်းเนาะတာဝန်တိုင်းကုန်းစခန်းကိုနေပြီးတော့ AA ကတင်ပြရရှိတယ်ဆိုတော့အဲ့ဒီမှာသူတို့ကလည်းအကြီးကြီးအဲ့ဒီမှာခန်းစစ်ကိုဆပ်တော့သူတို့ခံပြီးတော့ပြန်ပြီးတော့လူတွေကိုစုတယ်နော်လူတွေက AA 150ကနေပြီးတော့200ပေါင်းမှုချင်လောက်ကိုပြန်ပြီးတော့သူတို့လူစုတယ်စုပြီးတော့အဲ့ဒီမှာတိုက်ပွဲတွေအကြီးကြီးပြင်းထန်နေတယ်ဆိုတော့အဲ့ဒါကဒီရခိုင်ရိုးမှာအဆက်မရှိတဲ့ဒီငဖေးမျိုးနေနဲ့ရခိုင်စခန်းကိုတိုက်ဖို့အတွက်အဲ့ဒီကာကင်းရှိတယ်နော်ကာကင်းကိုခုနကတာဝန်တိုင်း စခန်းကိုနေပြီးတော့ AI ကသင်ပိုက်လိုက်တာဖြစ်တယ်ဆိုတော့ဒီမှာတိုက်ပွဲချီးကျင်းဖြစ်နေတယ်เนาะတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့ဟာကိုတွေ့ရမယ်နောက်တစ်ခုကမန္တလေးတိုင်ညောင်ဦးမျိုးနေเนาะညောင်ဦး6အဲ့ဒီလမ်းပိုက်မှာဆိုလို့ရှိရင်တော့ဒီဘူကြီးဒီနေရာကိုဖမ်းဆီးရမိတယ်အဲ့ဒါမှာညီညီမျိုးဆွေဆိုတဲ့ဘူကြီးတယောက်နဲ့ဘူကြီးစွတ်ထွတ်ကျော်ဆိုတဲ့အဲ့ဒီလူနှစ်ယောက်ကနေပြီးတော့ကားစီးပြီးတော့သွားတယ်သွားတဲ့ခါကျတော့အဲ့ဒီမှာဗီဒီယိုတွေကဆစ်ဆစ်တဲ့ခါကျတော့အဲ့ဒီမှာအရှင်ဖမ်းမိတယ်အရှင်ဖမ်းမိတဲ့ခါကျတော့အဲ့ဒီဗီဒီယိုဖိုင်ကတော့ second line ဘိုင်းတော့ပါပဲเนาะသူတို့ကိုစစ်သားတွေရဲတွေမှာအတိတ်ထံ ရှိတယ်နော်စစ်သားအတိတ်ထက်ရှိတယ်ဆိုတော့အဲ့ဒီဟာကိုရုတ်ခိုင်းတဲ့ဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့လုံမုတ်ကွန်ရဲ့ဘက်မှာတော်တော်ပြန့်နေတယ်နော်နာမည်ကြီးနေတယ်အဲ့ဒီဗီဒီယိုဖိုင်လေးကတော့ကဲနော်ပြည်သူလူထုပုံစံမျိုးနဲ့သူတို့ကဝတ်ဆက်ဆင်ပြီးတော့သွားတာအဲ့ဒီမှာစစ်သားပုံစံမျိုးနဲ့မဟုတ်ဘူးယူနီဖောင်းနဲ့မဟုတ်ဘူးနော်အဲ့လိုမျိုးခိုးပြီးတော့သွားတာခိုးပြီးတော့သွားမယ်မြေဒီဖက်ကတည်င်းအချက်လက်တွေကရတယ်အဲ့ဒါကြောင့်ပြည်သူလူထုနဲ့ နော်စံချက်ဖက်ဘသူနေရေးလဲဆိုတာအတားပဲနော်ဘသူပေးမယ်လို့မသိဘူးဆိုတော့ဒီမှာသူတို့ထွက်သွားတယ်ထွက်သွားတော့အဲ့ဒီကားကိုလမ်းမှာဆင်းဆဲတယ်ဆင်းဆဲတဲ့ခါကျတော့အဲ့ဒီပူကြီးနှစ်ယောက်ကိုဖမ်းမိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကမကွေးတိုင်းပေါင်မျိုးနေမှာရှိတဲ့ကပ္ပါစ24အဲ့ဒီမှာပြူရော်တွေကိုနေပြီးတော့ရိတ်ခါပို့တာနော်အဲ့ဒါကကားရင်တန်းတကိတ်ကြီးကြီးမားမားအစီတရာနော်အစီတရာအဲ့ဒီမှာစစ်ကြောင်ထိုးပြီးတော့ ဲ့လိုမျိုးသူတို့ကဒီကပ္ပစနဲ့ဆင်းနေလေးနဲ့ဖြူစောထီးရွာကိုရိတ်ခတ်တော့ပို့တယ်เนาะတိခတ်ပို့တော့ပို့တယ်ဆိုတော့အဲ့ဒီမှာနေပြီးတော့ဒါပြည်သူလူထုတွေကနေပြီးတော့ နှစ်သောင်းလောက်ထွက်ပြရတယ်နော်သူတို့စစ်ကြောင်းထိုးလာပြီဆိုလို့ရှိရင်တော့အကုန်လုံးသူတို့ထွက်ပြရတာပဲဖြစ်သူတို့ကပါဘာဖြစ်ဆိုတော့အဲ့ဒီအနီးနားမှာရှိတဲ့လူတွေအားလုံးကိုသူတို့ကမသင်ခါဘူးမသင်ခါတဲ့ခါကျတော့အဲ့ဒီမှာသူတို့ကမီးရှို့တယ်ဖန်ဆီးတယ်တတ်ဖြတ်တယ်အဲ့လိုမျိုးလုပ်တဲ့ခါကျတော့ပြည်သူလူထုတွေကမနေရဲဘူးမနေရဲတဲ့ခါကျတော့အဲ့ဒီကနေပြီးတော့ထွက်ပြေးကြပုံနဲ့ဆိုတော့လူနှစ်သောင်းကျော်လူနှစ်သောင်းကျော်အဲ့ဒီမှာစစ်ကလာစီးတရား เนาะအဲ့လိုမျိုးတန်းပြီးတော့လူဘလော့ပါလေတော့မသိဘူးဒီခုကတော့စစ်ကားတော့အရင်တွေ့တော့များတယ်အင်အားပြားတယ်ဒါပေမဲ့စစ်သားတွေအလောက်ကြီးမပါတော့ဘူးเนาะသူက25ယောက်ကလူ1000ကျော်နောက်တောင်းကြောနော်ထွက်ပြနေရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကဒီမေလတလအတွင်းမှာပဲနော်ဒီစကားစကား link ဘိုင်းဆိုင်ရာအကြံဖတ်မှုအမျိုးသမီးတွေကိုနော်တက်ဖြတ်တာအယောက်ပေါင်း92ယောက်ထိတင်းအကြံဖတ်မှုတွေလုပ်တယ်လုပ်ပြီးလို့ရှိရင်နော်သူတို့ကိုတက်ဖြတ်လိုက်တယ်နော်မိန်းကလေးတွေကိုဆိုတော့အဲဒီစစ်သားတွေရဲ့အတိတ်ကသူတို့ရဲ့လက်နက်ကပါလဲဆိုတော့ ဒီရွာတွေမှာသွားပြီးတော့မတင်းချင်းနဲ့နော်ပြီးလို့ရှိရင်တော့အိမ်တို့ကိုမီးရှို့တယ်ပြီးလို့ရှိရင်တော့သူတို့ပစ္စည်းပစ္စည်းရတယ်သူတို့ထွက်ပြေးကုန်ပြီဆိုလို့ရှိရင်အဲ့ဒီပစ္စည်းတွေကသူတို့ချိန်တလို့ယူတယ်နော်ရွှေငွေအကုန်ပေါ့ အဲ့လိုမျိုးယူလဲသူတို့မသိခင်မှာပေါ့သူတို့ကလည်းရှေ့တန်းမှာပဲချင်းတင်လည်းမသိဘူးတကယ်တည်းလွတ်လို့ရှိရင်အဲ့ဒီဟာတွေကနော်သူများတွေစီကဝယ်စားမှမလို့တာနော်ခိုးတာနော်ပစ္စည်းခိုးတယ်အဲ့ဒီဟာကသူတို့ရဲ့တကယ်နော်ဘူဟာကောင်းတယ်ပေါ့နော်နောက်တစ်ခုက TNL ထင်းချုံထတဲ့မြို့နယ်ဒီမှာဆိုလို့ရှိရင်နော်တိုက်ပွဲကြီးကြီးဖြစ်နေတယ်ပြီးလို့ရှိရင်တော့ဆက်ကဆာလည်းတရုတ်နဲ့ညှိနှိုင်းလို့မရတဲ့အခါကျတော့တရုတ်ညှိနှိုင်းပေးလို့အဆင်မပြေတဲ့အခါကျတော့တော်တော်ဖိအားပေးနေတယ် ဘုံတွေတော်တော်လိုက်ကျဲနေတယ်ပြီးလို့ရှိရင်တော့ဒီဘက်မှာတောင်ခမ်းတို့ဒီဘက်မှာညောင်ချိုတို့ဆိုလို့ရှိရင်တော့တိုက်ပွဲတွေအခြေအဖြစ်နေတယ်ဆိုတော့အဲ့ဒီတိုက်ပွဲတွေဖြစ်ပေမဲ့အဲ့ဒီမှာဒီစကစကတော့အားအလုံးရင်းနဲ့ထိုးစစ်စင်တယ်ပြီးတော့ TNLA ကလည်းသူတယောက်ထဲတိုက်တဲ့ပုံစံမျိုးဖြစ်နေပြီเนาะအခုကတော့အရင်တို့ကနိုင်နေဆိုတာက PDF တွေသူတို့စီမှာအများကြီးပုံပတ်သက်မှုတွေရှိတယ်ဆိုတော့အခုကတော့သူတို့ကနည်းနည်းပါးချိန်လာတယ်เนาะပြီးလို့ရှိရင်တော့ KIA လည်းချင်းလာတယ်ပြီးလို့ရှိရင်တော့ MNDA နဲ့လည်းချတယ်သူကအဲ့လိုမျိုးဖြစ်တဲ့ခါကျတော့ချင်းပတ်နေနေဖြစ်လာတဲ့ခါကျတော့သူကတော့အခု ဖြစ်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 နေအခုနှောင်ချိုတော့ဘာလို့ဆိုရင်အများစုကိုစကားစကားပြန်သိမ့်လိုက်ပြီနော်သိမ့်လိုက်ပြီဒါပေမဲ့အဲ့ဒီဟာကိုတရုတ်စစ်စစ်ညှိနှိုင်းမှုနဲ့လုံးဝမပေးဘူးတရုတ်ကဖိအားပေးတဲ့ဒဏ်ခတ်တဲ့ပိတ်ဆို့မှုတွေကို ကျန်းကျန်းခံပြီးတော့နီလန်ပေါင်းစုံနဲ့ရင်ဆိုင်နေတယ်။ပြီးလို့ရှိရင်တော့အဲ့ဒီသူ့ရဲ့နေမြစ်စစ်နှမျိုးနေမှာဆိုလို့ရှိရင်အခုမှကုန်တင်တွေထုတ်ပေးနေတယ်။ပြီးလို့ရှိရင်တော့အဲ့ဒီကားလန်စင်တွေလုတ်ပေးနေတယ်ဆိုတဲ့ဟာကိုဒီနေ့သတင်းမီဒီယာတွေမှာတွေ့ရတယ်။ဒီပြရတော့အဲ့ဒီနေမြစ်တွေမှာသူတို့လုံးဝမဆုတ်ပြဘူး။လုံးဝခံပြီးတော့တိုက်မယ်။အခုလောလောဆယ်ဆုတ်ပေးတဲ့ဟာကလည်းဖြူဟာရနော်အဲ့လိုမျိုးဆုတ်ပေးပြီးတော့တိုက်ဖို့တွေပြန်ပြီးတော့ပြင်းထန်မယ်ဆိုတဲ့ဟာကိုသူ့ရဲ့ပြောရဲစခွင့်ရှိတယ်လို့နော်နှုတ်ရင်ဝင်း သူကတော့ထုတ်ဖော်ပြီးတော့သတင်းမီဒီယာတွေကိုပြောတာကိုတွေ့ရလိမ့်မယ်နောက်တစ်ခုကဒီကိုတိုင်းအုတ်တွင်းမြို့နယ်မှာရှိတဲ့ခပေါင်းစိန်เนาะအဲ့ဒီမှာရေလွှဲတမန်မှာရှိတဲ့ဒီဆက်ဆက်ဆက်ရဲ့စစ်စစ်ရဲ့ခိတ်ကိုနေပြီးတော့ဝင်ပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာ အရောက်ပေါင်း71ရောက်ကမာခီယာဖြစ်သွားတယ်အဲ့ဒီမှာတဏ္ဍာကတော့လေးလဲပေးရတယ်နော်လေးလဲပေးရတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်နောက်တစ်ခုက sky ဒီရေးမှာပင်ခရိုင်မှာဆိုလို့ရှိရင်ပလင်းမျိုးနေပေါ့အဲ့ဒီမှာကန်တောင်ချေးရွာမှာဆိုလို့ရှိရင်ဒီနင်းမြေရေးစခန်းမှာအဲ့ဒီမှာတိုက်ပွဲတွေကြီးကြီးဖြစ်နေတယ်အခုအဲ့ဒီပလင်းမှာပေါ့နော်ပလင်းကန်တော့ကြေးပါနော်ကန်တော့ကြေးပါမှာကြီးကြေးတိုက်ပွဲတွေဖြစ်နေတယ်အဲ့ပွဲတွေပြင်းထန်နေတဲ့ခါကျတော့ပြည်သူလူထုကတိတဲ့အတိုင်းပဲတိုက်ပွဲတွေပြင်းနေဆိုလို့ရှိရင်တော့အဲ့ဒီလူထုအယောက်ပေါင်း9000ကနေပြီးတော့ တင်းရှောင်နေရတယ်ဆစ်ဖစ်ရှောင်နေရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်အခုအချိန်မှာတော့ကျွန်တော်တို့မိုးတွင်းကလည်းရောက်လာပြီဆိုတဲ့ခါကျတော့ပေတလိုထုတ်တွေတော်တော်ကိုပြေးရလွှားတာရေတွေမိုးတွေနဲ့ဆိုပြီးတော့အဲ့လိုမျိုးအခက်အခဲမျိုးစုံတွေကိုကျုံတွင်းရတယ်ဆိုတဲ့ဟာတော့တွေ့ရတယ်တစ်ဖက်ကလည်းစက်ကစက်ကလေးပြင်းနဲ့ဘုံချေဖို့အတွက်တော်တော်ကိုအချိန်နေဆိုးသွားပြီဘာဖြစ်ဆိုတော့အဲ့ဒီတိန်တွေအဲ့ဒီမောင်မိုက်ပြီးတော့အဲ့လိုမျိုးဖြစ်တဲ့ခါကျတော့သူတို့ရဲ့ပြင့်မှတ်တွေကိုသူတို့ကခေါ်တဲ့လေပြင်းကိုရောက်လာတယ်သူတို့ပြင့်မှတ်တွေကိုမတွေ့ဘူးတော့မတွေ့တဲ့ခါကျတော့နောက်တရနေ့မှသူတို့ ပြည့်ရတဲ့အခြေအနေမျိုးတွေရောက်သွားတယ်အဲ့လိုမျိုးပြစ်မှတ်တွေကိုချက်ချင်းအကောင့်ထင်မဖော်နိုင်ဘူးဆိုတဲ့ဟာကိုတော့ဒီနေ့တင်မီဒီယာတွေမှာပြောကြတာဆိုကြတာရေးကြတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဆိုတော့ဒီနေ့ဂျော်လာ6ရက်နေ့မှာတင်မီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ